ဲတနိုင်ငံလုံးအတိပေးစရာလေးရှိပါတယ်တနိုင်ငံလုံးနော်ကြားမှယောက်ျားကြီးငယ်မရွေးပါဘူးနော် silent strike for fake election ပေါ့နော်အတူရောင်ရွေးကောက်ပွဲအတွက်ကျွန်တော်တို့တပိတ်လောက်ရမယ် strike ပေါ့နော်ဒါလောက်ကိုလိုပါတယ် December 10ရက်နေ့မှာပဲတချို့တွေကဒီလိုမျိုးပြောလို့ရှင်ရင်ဟိုဘာထုမှလဲတော့အမျိုးတွေမိကုန်ထောက်တာမျိုးတွေလည်းရှိကောင်းရှိလိမ့်မယ်ကြည်နေတယ်သူကဟုတ်လားနော်တချို့ကောမတွေတော့အသိညာအားနေတဲ့ပြည်သူတွေဒီနေ့စီစဉ်ကဏ္ဍတွင်2025ခုနှစ်ဒီဇင်ဘာလ10ရက်လူအခွင့်အရေးနေ့တွင်ပြုလုပ်မည့်ပြည်လုံးကျွတ်အတန်တိတ်တပိတ်အစီအစဉ်နှင့်ပတ်သက်၍ အသေးစိတ်တင်ပြသွားပါမည်စစ်ကောင်စီ၏တရားမဝင်ရွေးကောက်ပွဲများကိုဝါရဖြန့်မှုများအားတံပြန်ရန်ရည်ရွယ်သည့်ဤတပိတ်သည်မနက်၁၀နာရီမှညနေ၃နာရီအတွင်ပြည်သူများ၏တိုင်းနိုင်ငံလုံးအတိုင်းအတာဖြင့်တိတ်ဆိတ်ခြင်းကိုဖော်ဆောင်မည်ဖြစ်ပါသည်တိတ်ဆိတ်ခြင်းသည်အကျေလောင်ဆုံး ဟစ်ကျွေးတန်ဟူသောဆောင်ပုံးနှင့်အညီဤအတန်တိတ်တပိတ်ဤရည်ရွယ်ချက်များအရေးပါမှုများနှင့်ပြည်သူအလုံးပါဝင်ဆင်နွှဲတင်ကြောင်းရှင်းလင်းတင်ပြထားသည့်အမျိုးသားတဦးဤရုပ်တံမှတ်တမ်းကိုဆက်လက်ကြည့်ရှုလိုက်ကြပါရန်ရှိပါတယ်ကျွန်တော်တို့ဒီဒီဒေတာပေါ့နော်ကဘာမှာလက်ရှိကဘာမှာဒီဒေတာသမတ်စတပ်ဟို freight အဖြစ်သုံးပေါ့နော်ဟုတ်လားဒီအရန်ကောင်မှာနော်ဒီဒေတာတွေကပြောမယ်ဆိုလို့ရှင် freight အဖြစ်သုံးမယ်သဘောပေါက်လားနော်အကြောက်ဆုံးမယ်နော်စံနာပြတာရောနော်ဟုတ်လား fever flow test တဲ့ပေါ့နော်ပြောမယ်ဆိုလို့ရှိရင်အဲ့လိုမျိုးဟာတွေကအကျောဆုံးပဲနော်အာနာရှင်တွေတက်တကယ်ပြောတာနော် ileta for pro test ပြောမယ်ဆိုလို့ရှိရင်ဒါမှမဟုတ် strike လို့ပြောမှာလဲနော် strike ပေါ့နော်အဲ့လိုမျိုးလောက်ကိုလိုပါတယ်နော် silent ပေါ့ပို ACED stay home မှာနေအောင်ပါပဲဟုတ်လားဘာမှမဖြစ်အဲ့လိုမျိုးပြခြင်းအဖြစ်နောက်တစ်ခုကျွန်တော်ကဘာလို့ကဘာမှာပေါ့နော်ဒီ data ဒီ data ဆိုတာအာနာရှင် the master freight နော်အဲ့ဒါပါလဲဆိုလို့ရှိရင်နော်ဟိုအရန်ကြောက်တယ်ပေါ့ပြောမယ်ဆိုရင်ပေါ့နော်အာနာရှင်တွေကအဲ့ဒါကိုကျွန်တော်စကားနဲ့သက်တည်ပြရမယ်ဆိုလို့ရှိရင် ဟိုအာနာရှင်တွေကသူတို့စမ်းသပ်ပြပြီဆိုလို့ရှင်ဘာဖြစ်လဲတအားကြောက်ပြီးတော့နော်ရဲတွေကိုနှိမ်နှင်းခိုင်းတာတတ်ခိုင်းတာအဲ့အမှမရဘူးလေစစ်သားတွေကိုတတ်ခိုင်းဖြတ်ခိုင်းတာဟုတ်လားသူ့အောက်ကသူ့အာနာရသွားအလွဲတုံးစားလောက်လိုက်တယ်အကုန်ပြည်သူတွေကြိုက်နေတတ်ဖြတ်ခိုင်းတာနော်အဲ့ပုံမှာကောင်းစင်မျိုးတို့သူတို့ကအကြမ်းဖက်တွေပါဘာညာပါပုံကန်တာအချင်းညိုပြအောင်လုပ်တာပါဆိုတော့ဒီယုံနှန်းစကားတွေပြောပြီးတော့ပေါ့နော်အဲ့လိုမျိုးတွေပေါက်ပန်းလေးတွေတွေရှောက်လုံနေကြတာနော်အဲ့ကြောင့်မလို့ခုနောက်တစ်ခုကျွန်တော်စကားနဲ့တက်တည်ပြချင်ပါတယ်ဒါမှမဖြစ်ရောက်လားမဖြစ်ရောက်ဘူးဆိုတာကိုလည်းပတ်သက်ပြီးတော့ပေါ့နော်မကြုံပါဆိုလို့ စကားပြောရင်လူတယောက်သိအောင်ပြောဖို့လုပ်တယ်ဟုတ်လားကျွန်တော်ပြောတာကိုကိုကျွန်တော်ကဒီကိစ္စကိုပြောတယ်ဗျာโอเคဒါဆိုရင်ဟုတ်ပြီ silent strike ပေါ့နော်အဲအဲ့ဒါပြောတဲ့အတွက်တချို့တွေသဘောပေါက်ချင်မှပေါ့မယ်ဟုတ်တယ်မလားမပေါက်ချင်လည်းမပေါက်ချင်အပေါ်ရန်လောက်ပဲသိရပြီအဲ့တော့ကျွန်တော်ဟိုထဲထဲဝင်လေးလေးနက်နက်နဲ့အများကြီးအရှိအတိသွားဖို့ပေါ့ပြောမယ်ဆိုရင်အဲ့လိုပြောဖို့ပြောရမယ်ဆိုတာကျွန်တော်မှပဲတာဝန်ရှိရလေသိဖို့ဟုတ်လား TV ကိုခိုင်းမှကြည့်တဲ့သူကဟိုအားလုံးသိဖို့ဆိုတာဟုတ်တယ်မလားအဲ့တော့ကျွန်တော်တက်တည်ပြမယ်စကားနဲ့โอเค ကြည့်တဲ့သူကကြားမှကြီးငံမျိုးကွာအဲကို့မှာဘယ်လိုပြောမလဲ family or friends เนาะအဲ့လိုမျိုးရှိခဲ့မယ်ရှိမှာပဲလေလူဆိုတာဟုတ်လားဆက်နွယ်နေရပဲလေဒီလိုမှကြည့်တဲ့သူမိသားစုရှိမယ်မရှိလို့ရှင်တငယ်ချင်းမိတ်ဆွေအပေါင်းနဲ့ဆိုရှိမယ် okay ဆိုတော့အဲ့လိုမျိုးရှိတယ်ဆိုရင်ကွာကိုနဲ့ပေါင်းနေတဲ့မိတ်ဆွေတငယ်ချင်းသူ့မဟုတ်ဟိုမိသားစုနော်ကို့မိသားစုအဖော်ဝင်နေလားဒါမှမဟုတ်လောက်ပေါ်ကိုင်းပတ်တေးလားတခုခုပေါ့နော်ဒါဆိုရင်သူကကို့ကိုဆန္ဒပြလားအရင်လိုမဟုတ်တော့ဆက်ဆံရေးတွေကျဲလာလားဒါမှမဟုတ်လို့ရှင်ကို့အဲဒီလိုမှကြည့်တဲ့သူယောက်ျားရှိတယ်မိန်းမရှိရလို့သဘောထား example ပြောတာ okay ဒါဆိုရင်သူကဟို ဒီနေ့တော့အချိုးတွေပြောင်းနေဒီကစကားနဲ့သာမြန်ပါထားလဲဟာအစောက်ချိုးလဲဟာဟုတ်လဲစကားတွေတော့နည်းနည်းခစ်နဲ့အညီကျွန်တော်ကရင့်ရင့်ပါပေါ့နော်ဆိုတော့အဲ့တော့မလို့ဟုတ်လားဘာစောက်ချိုးတွေချိုးနေလဲဟာအဲ့တော့ကိုကိုကိုစိတ်တယ်နှလုံးသားကိုရိုးရိုးရွာရွာဖြစ်စေတယ်ဟုတ်တယ်မလားဆိုတော့ဟမ်မဟုတ်ဘူးလားကျွန်တော်ပြောတာစင်သားကြီးအေးလေကို့ကိုစံနှံ့ပြရဲဆိုမိမလောက်ကယောက်ျားကိုဇနီးလို့ပြောမလားဟမ်ဟုတ်လားဟိုယောက်ျားလို့ပြောမလားကို့အမျိုးသားကို့ရဲ့ဇနီးချစ်သူဟုတ်လားဒါမျိုးဆိုလို့ရှင်ကို့အဲ့လိုမျိုးစံနှံ့ပြရဲကို့စိတ်တယ်အဆင်ပြေမနေတော့ ဒါအသေးလေးဥပမာကျွန်တော်လူမှုရေးရပြောတာပါနော်နားလည်အောင်လို့ရှင်းပြရတယ်တချို့နားမလည်မဲ့သူတွေမထိရောက်ထိရောက်လဲဆိုတာကိုကျွန်တော်ကပြောတာဟုတ်ပြီနော်โอเคဆိုတော့ဒီဒါကြောင့်မလို့ဒီလိုမျိုးလှုပ်ခြင်းအဖြစ်ကနော်ဟိုကျွန်တော်တို့ဘာမှမဖြစ်ပါအောင်ကိုယ်ဝင်ကိုယ်အင်းနေပြီးတော့ကျွန်တော်တို့ဒီအတူရောင် fake election ကိုပြောမယ်ဆိုလို့ရှင်ကျွန်တော်တို့လက်မခံဘူးပေါ့နော်ဟုတ်လားအဲလက်မခံမှုဆိုတဲ့ဟာကိုကျွန်တော်တို့ကပြချင်းဖြစ်တယ်စန္ဒပြတာတနည်းအားဖြင့်ပေါ့နော်ဟုတ်လားနော်ဆိုတော့အဲအဲ့ဒါဆိုရင်သူကကဘာကိုချပြတာတဲ့ကျွန်တော်တို့ကဒီအာနာရှင်နော်အာနာရှင်ကို ရွေးကောက်ပွဲပြီးပါကလည်းစစ်တပ်ကနိုင်ငံရေးတွင်ဆက်ပြီးပါဝင်နေဦးမည်ဟုစစ်ကောင်းဆောင်ပြောရွေးကောက်ပွဲပြီးပါကလည်းစစ်တပ်ကနိုင်ငံရေးတွင်ဆက်ပြီးပါဝင်နေဦးမည်ဖြစ်ကြောင်းစစ်ကော်မရှင်ကောင်းဆောင်ဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်ကယမန်နေ့ဒီဇင်ဘာ6ရက်ကပြောသည် ပြင်းဦးလွင်တက်နယ်ရှိအရာရှိစစ်တီမိသားစုများဘိုးလောင်းများနဲ့တွေ့ဆုံရာတွင်ထို့သို့ပြောဆိုခဲ့ခြင်းဖြစ်ကြောင်းယနေ့ထုတ်စစ်ကော်မရှင်ထိန်းချုပ်သတင်းစာများတွင်ဖော်ပြသည့်တမိုင်းကြောင်းအရာဖြစ်ပေါ်နေသည့်အခြေအနေများအရတက်မတော်အနေဖြင့်နိုင်ငံရေးဥဆောင်မှုခန်းခံတာတွင်ဆက်လက်ပါဝင်နေရအုံမည်ဖြစ်ကြောင်းဟုစစ်ကောင်းဆောင်ကဆိုသည် နိုင်ငံတွင်ဒီမိုကရေစီစနစ်များထွန်းကားပြီးတိုင်းရင်းသားလက်နက်ကိုင်ဖွဲ့များမရှိသည့်အချိန်မှသာစစ်တပ်အနေဖြင့်လွှတ်တော်တွင်ပါဝင်နေမှုကိုအစဉ်အဆက်လျှော့ချသွားမည်ဖြစ်ကြောင်းလည်းသူကဆက်ပြောသည်စစ်တပ်ကဆက်လက်ကင်ဆွဲထားသည့်2008ဖွဲ့စည်းပုံအခြေခံဥပဒေအရရွေးကောက်ပွဲတွင်ဝင်ရောက်ရွေးချယ်ခံစရာမလိုပဲလွှတ်တော်ထဲတွင်တက်ကိုစလဲ25ရာခိုင်နှုန်းကိုကာကွယ်ရေးဦးစီးချုပ်ကအမည်စရင်တင်သွင်းခွင့်ရနေခြင်းဖြစ်သည် မဲစရင်အကြောင်းပြအာနာသိမ့်ပြီးနောက်ပြုလုပ်မိရွေးကောက်ပွဲကိုလည်းလာမိဒီဇင်ဘာလ28ရက်နေ့တွင်ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီးအပိုင်း၃ပိုင်းခွဲ၍ဆောင်ရွက်သွားမည်ဖြစ်ကြောင်းစစ်ကောင်းဆောင်ထည့်သွင်းပြောသည့်ရွေးကောက်ပွဲပထမပိုင်းပြုလုပ်ပြီးနှစ်ပတ်ကြာချိန်တွင်ဒုတိယပိုင်းပြုလုပ်မည်ဖြစ်ကာနောက်ထပ်နှစ်ပတ်ကြာချိန်တွင်တတိယပိုင်းကိုဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်းဆိုသည် အဆိုပါရွေးကောက်ပွဲတွင်တနိုင်ငံလုံးအတိုင်းအတာဖြင့်ဝင်ရောက်ရှင်ပြိုင်မည့်စစ်ကော်မရှင်တက်ကြောထောင်းနောက်ခံပြုပြည်တော်စုကြန့်ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအပါအဝင်စုစုပေါင်း58ပါတီကဝင်ရောက်ရှင်ပြိုင်သွားမည်ဖြစ်ပြီးအာဏာသိမ်းပြီးနောက်စစ်ကော်မရှင်ထံမှတ်ပုံပြန်မတင်ခဲ့သည့်2020ပြည့်နှစ်အထွေထွေရွေးကောက်ပွဲအနိုင်ရအမျိုးသားဒီမိုကရေစီဖွဲ့ချုပ်ငိုပါတီအပါအဝင် နိုင်ငံရေးပါတီ49မူဖြတ်သိမ်းကြောင်းစစ်ကော်မရှင်ကကြေညာခဲ့သည် လက်မခံဘူးဆိုတာကိုထပ်ပြီးတော့ပြတာဟုတ်လားအဲ့ဒါထိရောက်ပါတယ်နော်လုံးဝလုံးဝထိရောက်ပါတယ်ဟုတ်ပြီနော်အဲ့ဒါကိုသဘောပေါက်ဖို့လိုပါတယ်အမှန်ဆိုကျွန်တော်တို့ကကြောက်နေဖို့မလိုပါဘူးပြည်သူကနော်ကျွန်တော်ပြောခဲ့ပါတယ်အရင်ဗီဒီယိုဖိုင်မှာလည်းအမေစုစိတ်တက်ကိုမွေးပါအားလုံးကအမေစုဒီတနက်ကြီးနဲ့ထိတ်ကချိန်ထားတယ်ဆိုရင်တော့မှကိုရက်တံသွားပဲနဲ့ရှေ့ကိုဆက်လျှောက်တယ်အဲ့အမေစုရဲ့စိတ်တက်ပဲအမေစုမှာအော်ငါတော့ဇွဲမရှိတော့ကြောက်ပါပြီခံဝင်ကလေးထုတ်ပြီးနိုင်ငံလောကထွက်ခဲ့ပါမယ်ဆိုမှမရှိပါဘူးအရင်ကလည်းမရှိဘူးခုလည်းမရှိဘူးနောက်လည်းမရှိဘူးဘယ်တော့မှရှိလာမှာမဟုတ်အဲ့အမေစုရဲ့ character ကြောက်တယ်မရှိဘူးတရားဖို့ကြောက်တယ်မရှိဘူးဆွဲချော်ရမရှိဘူးတက်တီစီတယ်တယောက်ထဲလဲအာနာရှင်နေတာတယောက်ပြီးတယောက်စမန်တုံးကုန်တယ်အမေစုသည်ဟုတ်လားဟိုနားသွားတယ်ဆိုတာမရှိဘူးတချို့တော့နောက်ကနေပါမဟုတ်တဲ့ပြည်သူတယောက်စားနှစ်ယောက်စားတွေသာဟုတ်လားကိုယ်မှာဘာခက်ခဲရှိလို့စင်ချေမြင်းချေတွေပြီးပြီးရော break လောက်လိုက်တာဟုတ်လားနော်ဟုတ်လားအမေစုမှာအဲ့လိုမျိုး break လောက်ခြင်းမရှိပါဘူး okay အဲ့အောင်ကျွန်တော်တို့ကစံပြနေနေကျွန်တော်ဒါမေဆု highlight မိမောင်းထုတ်ပြတာ okay ဆိုတော့မေဆုစိတ်တမွေပါနောက်ထပ်ဒုတိယနံပါတ်1နံပါတ်1မှာဆိုလို့ရှင်ကျွန်တော်တို့ရဲ့တမ္မာရီဥပမင် နာဝင်ကလေးလေးထိုးလိုက်လို့ရတယ်လွှဲပေးလိုက်လို့ရတယ်ဟုတ်လားအာနာ so sorry one ever တယ်ငါ့ကိုတချင်တက်လိုက်ပါအသေးပဲခံလိုက်မယ်လက်မခံပါဘူးဟုတ်လားဒါတမလိုက်ဥပမြင်ရယ်စိတ်တက်ဟုတ်လားနော်ဒီလိုမျိုးတွေကြောက်လားဟိုလက်ထိတ်တွေပဲကတ်ထားပြီးဒီတိုင်းနဲ့အကျဉ်းချခံပြီးဒီလိုအနေထားတောင်မှမကြောက်ပါဘူးဟုတ်ပြီနော်ဟုတ်လားကျွန်တော်တို့တွေကကျွန်တော်ထင်တယ်ကျွန်တော်နိုင်ငံမှာလူဖြစ်တယ်တချို့တွေကောင်းတာတွေမကောင်းတာတွေဆိုတာတန်းကိုယ်ကံကြမ္မာကိုကောင်းအောင်လုပ်အောင်မှာ ကျွန်တော်တို့ရဲ့နိုင်ငံသားတွေရဲ့အမိုင်းပေးတာဝန်လားဒါမှမဟုတ်ကျွန်တော်တို့မြန်မာနိုင်ငံမှာလူဖြစ်ပြီးတော့ဖြစ်တဲ့ကျွန်တော်တို့ရဲ့ချိန်သာတင့်နေတယ်လို့ပြောမှလားအဲ့လိုယူဆတာကျွန်တော်ပြောတာမဟုတ်ပါဘူးတဘောအနည်းငယ်ပြောပြတာဆိုတော့အဲ့လိုမျိုးပဲဘယ်လိုနည်းနဲ့ပဲဖြစ်စီကျွန်တော်တို့ဒီမြန်မာနိုင်ငံမှာလူလာဖြစ်တယ်လူလာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တို့တွေကဟိုကျွန်တော်တို့လောက်ဆောင်มาဖြစ်တယ်နောက်လာမဲ့ generation တွေဟုတ်လားအဲ့အားတွေပဲကျွန်တော်တို့ကျွန်တော်တို့ရဲ့ရှေ့မျိုးဆက်တွေကျွန်တော်တို့ရဲ့မိဘတွေထားပါတော့အသူတို့တွေကဒါနေဝင်းတို့တန်းရွှေတွေကိုနိုင်အောင်မတော်လန်နိုင်ခဲ့ပါဘူး ဟုတ်လားကျွန်တော်တို့တွေခုဆိုလို့ရှင်ဒါတန်တမာရေးရာတွေကြည့်မယ်ဆိုရင်လည်းကျွန်တော်တို့အောင်မြင်နေပြီเนาะစစ်ပွဲကြီးကြည့်မယ်ဆိုရင်လည်းငကိုတော့ဇုံပုံလည်းဝန်ခံလို့ရှင်ဒါတိုင်းသားလက်နက်ကင်တွေအဖွဲ့တွေလောက်ပဲဟိုဒီ operation နဲ့ပတ်သက်မယ်ဆိုရင် no expedia ပေါ့ပြောမယ်ဆိုလို့ရှင်ဒီဟုတ်လားမရှိဘူးပေါ့ကောเนาะဟိုကျွန်တော်တို့ဒါ PDF တွေကိုပြောတာသဘောပေါက်လား expedia မရှိဘူးဒီစစ်စင်ရေးနဲ့စစ်ရေးနဲ့ပတ်သက်လို့ပေါ့เนาะအခုကြတော့ရှိပြီကိုယ်တိုင်ကိုကြဒါတိုင်းသားတွေရဲ့ control လုပ်မှုမပါဘဲနဲ့တော့မှကိုယ်ပါလို့ easy ဟုတ်လားเนาะဟို ဖော်ဆောင်နိုင်ပြီးတိုက်ပွဲတွေနိုင်နေပြီဟုတ်လားကျွန်တော်တို့ဆိုတော့ကျွန်တော်တို့ဒီနေရာမှာဘာမှစိတ်သက်ကြတယ်မရှိဘူးကျွန်တော်တို့စလာတော့လက်နက်မရှိဘူးအာဏာရှင်ထိတ်တယ်လို့ဒါကျွန်တော်တို့ဟိုတော်လန်ခဲ့ရတယ်အဲ့တော့ကျွန်တော်တို့ကဟုတ်လားအခုဆိုနိုင်နေပြီဟုတ်လားနော်မင်းအောင်လိုက်ဆိုရန်ကုန်မန္တလေးနေပြီးတော့လောက်တာအဓိကသူကွန်ထရိုးလုပ်နိုင်တော့တယ်ဟုတ်လားနော်ဟုတ်လားဒီလိုမျိုးနေပြည်သူတွေကလည်းကြောက်လို့ကျွန်တော်ပြောတယ်ပထမပိုင်းပြောနော်အဲ့လိုမျိုးအဲ့လိုကြောက်လို့ဒါဒီတိုင်းကြီးညင်ခံနေရတယ်နော်တိုင်းသားတွေလိုအညာဒေသလူတွေလိုမကြောက်ဘဲနဲ့တော်လန်စန့်ကျင်မဲ့အာဏာရှင်ကိုအဲ့လိုမျိုးဆိုလိုရတော့ အစိုးရတော့မျိုးပြုတ်ပြီးကျွန်တော်နိုင်ငံချမ်းသာနေဟုတ်လားနော်အခုတော့အဲ့လိုမဟုတ်ဘူးလေးတင်ရဆက်ကိုဆိုလေအတွဲလိုက်တယ်နော်ဟိုပုံချဲနေတာတွေနော်ဒီခုမြန်မာအမျိုးသမီးပေါ်လုံးသင်ကိုကြည်နေတယ်အကြည့်တာကိုဘုံနဲ့ပြကျွေးလိုက်တယ်နော်အခါကျတသားလင်းလောက်လူတွေသေသွားကြတယ်ကဲဤသူတွေအုပ်လို့ရှင်ကျွန်တော်ပြောတာယောက်ျားโอเคဒါဆိုရင်စကန်းနေဟုတ်လားလက်နက်ကင်နဲ့စကန်းနေကျဲပါပြဿနာမရှိပါဘူးဟုတ်လားပြည်သူတွေမလောက်ပါနဲ့နော် အာနာရှန်ကတော့ဘာမှပြောလို့မရပါဘူးဒီနေရာမှာပြည်သူသိအောင်မယ်ကျွန်တော်ပြောတာပါဟုတ်ပြီကျွန်တော်ဒီကောင်းချုံနေနဲ့ပြောချင်ပါတယ်ဒီဇင်ဘာ၁၀ရက်နေ့မှာကျွန်တော်တို့ silent strike for fake election ဆိုတဲ့ဟိုအတူရောင်ရောက်ပါလေစန္ဒပြန်လှုပ်တော့ဒီလိုမျိုးမျှဝေပါလို့ပြောရင်းနေပဲဒီကောင်းချုံပါတယ်ဒီလောက်ပါပဲဟုတ်ပြီနော်မြတ်တရားကျွန်တော်တို့ပတ်စလောက်ပါတယ် တင်ပြခဲ့သည့်အတိုင်းပြည်လုံးကျွတ်အတန်တိတ်တပိတ်သည်2025ခုနှစ်ဒီဇင်ဘာလ10ရက်နေ့တွင်အတုအယောင်ရွေးကောက်ပွဲကိုတံပြန်ရန်နှင့်မတရားမှုကိုအတိပေးရန်အရေးကြီးသောလှုပ်ရှားမှုဖြစ်ပါသည့်ကျုပ်တို့ဒူးထောက်နေလို့သာကြီးကျယ်သူတွေကြီးကျယ်နေကြတာပါ။ဂိုင်းကျုပ်တို့အလုံးယုံထွက်နှိုးထားကြဆိုဟူသောစကားရက်ကဲ့သို့ပင် ဤတပိတ်သည်ပြည်သူတို့၏စီးလုံးညီညွတ်မှုကိုအခိုင်အမာပြသနိုင်မည်ဖြစ်ပါသည်ဤလှုပ်ရှားမှုနှင့်ပတ်သက်၍ပြည်သူများ၏ပူးပေါင်းပါဝင်မှုသည် အောင်မြင်မှု၏အဓိကတော့ချက်ဖြစ်ကြောင်းဖော်ပြရင်းယခုအစီအစဉ်ကိုဤကုန်းချုပ်အပ်ပါသည်